၈နှစ်ကြာဝေးကွာခဲ့တဲ့ပရီးမီးယားလီးကိုပြန်လည်တန်းတက်ခွင့်ရခဲ့တဲ့ဆန်ဒလန် Congratulations ပါမင်္ဂလာပါကုခန်းစတဖုတ်ဘောရှူအနေဂျူဒဝါရီကျွန်တော်ကုခန်းမှာဆန်ဒလန်ကင်းဟာရှစ်နှစ်ကြာဝေးကွာခဲ့တဲ့ပရီးမီးယားလီးကိုတန်းပြန်တက်ခွင့်ရသွားပါပြီ ဆိုတော့ဒီလိုတန်တက်ခွင့်ရဖို့အတွက်အသေးအံစူးစမ်းကစားခဲ့ရတဲ့ Sheffield United နဲ့ Sunderland တို့ရဲ့ပွဲပြီးသုံးသက်ချက် full time review ကိုကျွန်တော်ရဲ့ညီကိုနဲ့တူတူရင်ခုန်ခံစားစွာနဲ့လုပ်ပေးခြင်းပါတယ်ပွဲပြီးသုံးသက်ချက်ဆိုတာတက်ဘယ်လိုပြောမလဲ Sunderland နဲ့ပတ်သက်ပြီး Premier League ကိုချစ်မြတ်နိုးခဲ့တဲ့ကျွန်တော်တို့ပရိသတ်တွေရဲ့ရင်ခုန်စိတ်လုံရှားမှုလို့ပြောရင် ပို့ပြီးမှန်လိမ့်မယ်ပုဂ္ဂိုလ်ကြီးခံစားချက်ရပြောမယ်ဆိုရင် ရှက်ဖီတန်းတက်တာတဲ့ဆန်ဒလန်တန်းတက်တာကိုကျွန်တော်ပို့ပြီးတော့ပြောပါရယ်နောက်နှစ်ဘောလုံးရသည်မှာကျွန်တော်တို့မမြင်တွေ့ရတာကြာပြီဖြစ်တဲ့အသင်းတသင်းကိုပြန်လဲတွေ့ရမှာဖြစ်လို့ပါပရီးမီးယားလိကိုကြိုက်တဲ့ပရိသတ်တွေဆိုတာပရီးမီးယားလိရဲ့တန်းတက်တန်းအဆင့်အသင်းတွေအားလုံးမှတ်မိတယ်ဒီထဲမှာဆန်ဒလန်လည်းပါတယ်တခိတခါတော့ဆိုရင် Kevin Felix ဆန်ဒလန်လိုအသင်းမျိုးနဲ့ပရီးမီးယားလိရဲ့ဂိုးသွင်းပြင်ဖြစ်ခဲ့ဘူးတယ်နောက်ပိုင်းမှာ Darren Bent ပေါ်လာတယ်။အဲဒါရင်ဘန်ဆိုရင်လီဗာပူးပရိသတ်တွေကောင်းကောင်းမမိမလို့တင်တယ်။ကွင်းထဲဝင်လာတဲ့အလှဘောလုံးအနီးပေါ့နော်။အဲ့အနီးကိုသူကန်လိုက်တဲ့ဘောလုံးကသွားထိပ်ပြီးလမ်းကြောင်းပြောင်းဝင်သွားခဲ့တဲ့လီဗာပူးဆန်ဒလန်ပွဲတစ်ပွဲကိုမှတ်မိသေးတယ်လီဗာပူးပရိသတ်တွေမှတ်မိအောင်မယ်။ဒါရင်မကသေးဘူး။လီဗာပူးရဲ့အနာဂတ်အသင်းကောင်းဆောင်ဖြစ်လာမဲ့ဟန်ဒိုလို့ခေါ်တဲ့ဟန်ဒါဆင်ကလည်းဆန်ဒလန်ကပေါ်ထွက်လာခဲ့တာပါ။အခု Everton အသင်းမှာ လက်စွမ်းပြနေပြီးတော့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အမာခံဂိုးသမားဖြစ်နေတဲ့ Jordan Pitfo ကလည်းစန်ဒလန်အသင်းကပေါ်ထွက်လာခဲ့တဲ့အမာခံကစားသမားဖြစ်ပါတယ်။အရင်တော့ကကစားသမားကောင်းတွေဖြစ်တဲ့ Neil Queen တို့နော်နောက် Kevin Jones တို့စတဲ့ကစားသမားတွေကလည်းစန်ဒလန်ရဲ့နာမည်ကျော်ကစားသမားတွေဖြစ်ခဲ့ပူပါတယ်။ဒီအတွက်ကြောင့်စန်ဒလန်ဒီ Premier League ကိုချစ်မြတ်နေတဲ့ပရိသတ်တွေအတွက်အမှတ်ရစရာအသင်းတစ်သင်းအဖြစ်ကျွန်တော်တို့စိတ်ထဲမှာစွဲကြံနေပါတယ်။ဆိုတော့ ဒီလိုမျိုးအသင်းကပရီးမီးယားလီးကိုတန်းပြန်တက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ကတော့ဝမ်းသာတယ်ဆန်ဒလန်အတွက်လည်းဂုဏ်ယူတယ်ဆန်ဒလန်ကိုတနည်းအားဖြင့်ကြောင်နဲ့တွေလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ Tiny Web Data မှာ Newcastle အတွက်အများတန်းလို့လို့ဒုက္ခပေးပြီးအိမ်မဆိုးမဆေခဲ့တဲ့ club ဒီဆန်ဒလန်အဲ့တော့ကျွန်တော်တို့ပရီးမီးယားလီးမှာ Tiny Web ဓာပြီးပြန်ပြီးကြည့်ရလိမ့်မယ် တော့တိုင်းနေဝက်ဒါဘီဘယ်လောက်ကျန်းသလဲဆိုတာနောက်နှစ်ဘောလုံးရသည်ရောက်ရင်ဘရိုလည်းတွေ့မှာပါဆိုတော့ဆန်ဒလန်ကိုကျွန်တော်တွေကဒီလောက်ထိညှင်းပြောနေတာတခြားမဟုတ်ဘူးဗျဆန်ဒလန်ရဲ့အခုပရီးမီးယားလိတန်တက်လာတဲ့ခရီးကျန်းအိမ်မဆိုးတဲ့ဖွယ်ကိုဖြစ်ခဲ့တာကျွန်တော်အများရန်ပြောနေကြစကားလို့ပေါ့လူတယောက်ဖြစ်စီအဖွဲစည်းတစ်ခုဖြစ်စီမိတိအရာမဆိုးတခါတော့ကန်ကြမှာအခွင့်အရေးပေးတယ်ကိုကိုတိုင်ကဇွဲလုံးလားဝရိယ မပြတ်ဖို့တော့လိုတယ်အဲ့တော့ကဉ္ဇဝရိယ၃ပါးလုံးပေါင်းသွားတဲ့အချိန်မှာအခုစန်ဒလန်ဒီပရီးမီးယားလီကိုဆက်ဆိုင်မြဲမြိုင်တက်တက်ခွင့်ရခဲ့တာပါအဲ့တော့စန်ဒလန်ကကျွန်တော်ပရီးမီးယားလီမှာ2016ဆက်ခွန်ဘောလုံးရသည်ကနောက်ဆုံးကန်ခဲ့ရတာဗျအဲ့နောက်ပိုင်းသူတန်းစင်းသွားတယ်2018မှာချန်ပီယံရှစ်ကနေတဆင့်ထပ်ပြီးတော့လီဝမ်ကိုတန်းစင်းသွားခဲ့တယ်ကြည့်ပါအောင်16 19 19 20 20 21 21စတဲ့ဘောလုံးရသည်၄ရသည် လီဝမ်မှာကျင်လည်ခဲ့ရတာပါအဲ့တော့ချန်ပီယံရှစ်ကို तू က2022 23ဘောလုံးရာသီမှာတန်းတက်လာတဲ့အတွက်ကြောင့်အခု3ရာသီအတွင်းပရီးမီးယားလီကိုစိုက်စိုက်မြဲမြိုက်ပြန်လည်တန်းတက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဘလောက်ထိချုံမြင်စရာကောင်းခဲ့တယ်လဲပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လဲဆန်ဒလန်အသင်းကနောက်လိုက်ကမ်ဘက်ချီပါဂိုးတွေနဲ့ရှက်ဖီယူနိုက်တက်ကိုအနိုင်ယူပြီးတော့ခဲရခဲစေကစားပြီးကြော်ဖြတ်ခဲ့ရတာပါ ပွင့်လင်းပြောတော့ဒီပွဲစဉ်မှာ Sheffield United ကပိုကောင်းတဲ့အသင်းတစ်သင်း Sheffield United ကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ပို့ပြီးရေပန်းစားခဲ့တာကစားသမားစုဖွဲ့မှုချင်းရရှင်မယ်ဆိုရင်လေ Sheffield United သည် Sunderland ထက်ပိုပြီးအင်အားတောင့်တင်းပါတယ် Premier League ကတန်းစင်းသွားတာတိတ်မကြသေးတဲ့ကစားသမားစုဖွဲ့မှုတွေကြံနေတော့မှာပဲဥမာပြောရင်တော့ Brazil ကစားသမား Souza Costa တို့လူကစားသမားမျိုးတွေပေါ့နော်နောက် Hammer တို့နောက်တန်းကျွန်တော် Hamadouzic တို့စတဲ့သူတွေက ဒါ EPA ရဲ့မစိမ့်တဲ့ကစားသမားတွေအဲ့တော့ဒီလိုစုဖွဲ့မှုကောင်းတဲ့အသင်းတသင်းကိုနောက်ကနေလိုက်ပြီးရှင်ကစားခဲ့ရဖို့ဆိုတာတိတ်ပြီးမလွယ်ပါဘူးဒါအပြင်နီးပြချင်းရှင်မယ်ဆိုရင်လည်း Chris Wilder က Premier League ပရိသတ်တွေတော်တော်များများသတိထားမိမဲ့နီးပြအဲ့တော့ Wilder သည် Sheffield United ကိုပြန်လဲနီးပြခွင့်ရတယ်အတွေ့အကြုံကောင်းကောင်းနဲ့ဒီပွဲစဉ်ကိုအားခဲပြီးပြန်ခဲ့ပေမဲ့လေတစ်ဖက်က စန္ဒလန်ရဲ့မလျှော့သောဇွဲလုံးလားဝရိယတွေကြောင့်ဒီပွဲဟာစန္ဒလန်အတွက်ချုံမြင်ခဲ့တာပါ။နောက်ကန်တရားဖိမမှုလည်းပါခဲ့တယ်ပေါ့နော်။ Sheffield United ပထမဂိုးတကူရပြီးသွားတဲ့အချိန်ဒုတိယမြောက်ကိုရဖို့အနည်းဆက်ဆုံးအချိန်နေမှာရှိခဲ့တယ်။ဒီကော်နာတင်ပေးလိုက်တဲ့အလုံးပြန်လည်ပြီးတော့ရှုပ်ရှက်ခတ်ပြီးကြလာရာကိုကန်သွင်းလိုက်တဲ့အလုံးကဂိုးဝင်သွားခဲ့ပြီးတော့ဗိမဲ့ဒိုင်းလွန်ကြီးကဂိုးသမားရဲ့ရှေ့မှာမျက်စိရှုပ်စေတယ်ဆိုတော့ ရည်ရွယ်ချက်ယူဆချက်နဲ့ဒီကိုကို ခွင့်မပြုပေးခဲ့ဘူးအဲ့တော့ဒီကိုသာခွင့်ပြုပေးလိုက်ရမယ်ဆိုရင်တူးစီးဆိုတဲ့ result ကဆန်ဒလန်ပြန်လာဖို့အတော်လေးခက်ခဲသွားစီမှာပါတိုးပေမဲ့လည်းဒီကိုကိုဒိုင်လွန်ကြီးကခွင့်ပြုမပေးခဲ့တဲ့အတွက်ကြောင့်ဝမ်းစီးဆိုတဲ့ရလဒ်နဲ့သာပထမအိမ်မှာဥဆောင်နိုင်ခဲ့ပြီးဒုတိယပိုင်းမှာလူစားပြောင်းလဲမှုအကောင်းဆုံးလုံနိုင်ခဲ့တဲ့အတွက်ကြောင့်ဆန်ဒလန်ကအနိုင်ရရှိခဲ့တာပါ ဒုတိယပိုင်းလူသားပြောင်းလဲမှုကအခေအားကျသွားတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဆန်ဒလန်ရသွားတဲ့ဂိုးနှစ်ဂိုးလုံးကလူသားပြောင်းလဲခဲ့တဲ့ကစားသမား၂ယောက်ဖြစ်တဲ့ Patrick Roberts နဲ့ Tom Watson တို့ရဲ့ပါဝင်ပတ်သက်မှုတွေရှိခဲ့လို့ပါ။အဲ့တော့ပထမခြေပါကို Patrick Roberts ကအကောင်းဆုံးလှလှပပဖန်တီးပေးသွားခဲ့တယ်လို့ဒုတိယမြောက်ဂိုးကိုလည်း Tom Watson ကအဝေးတနေရာကနေအကောင်းဆုံးကန်သွင်းယူသွားခဲ့ပါတယ်။ဆိုတော့ရသွားတဲ့ ဒီနှစ်သင်းလုံးရဲ့ twin goal 3 goal လုံးကတော့အနေထားတစ်ရက်ထိရှိခဲ့တယ်။ Premier League မှာကျွန်တော်တို့အများအမ်းမြင်တွေ့ခွင့်ရခဲ့တဲ့ goal မျိုးတွေဖြစ်ပါတယ်။အဲ့တော့ပထမ Sheffield United ရသွားတဲ့ goal ဒီ counter attack ကရသွားတယ်။ Sunderland corner candidate ပေးရနေတဲ့စီပြန်ရလာတဲ့ဘောလုံးကို Harper ရဲ့လန်ထွက်လွန်းလာတဲ့ speed ပေါ့နော်။ An Omen တပ်ဖွဲ့ကကောင်းလောက်တယ်ဗျ။ကြောက်စရာကြီးပြေးသွားတာ။ Sunderland ကစားသမားတွေဥပင်မဲ့ ဟာပါရဲ့ပြီးအာနိုထိန်းချုပ်လို့မရခဲ့တဲ့အပြင်မက်ဟန်းရဲ့လိုအပ်ချက်ကြောင့်လည်းပါတယ်သူရှိနေရမယ့်ပိုဇီရှင်မှာ ရှိမနေဘူးမာကင်လွတ်ပြီးတော့အဲ့ဒီ counter attack ကနေတစင်ကျွန်တော် Campbell ကအကောင်းဆုံးအဆုံးတန်ရင်ね Sheffield United အဖွင့်ကိုရသွားတယ်ဒီလိုမှဆိုရင် Sheffield United ကစားသမား၂ယောက်ဖြစ်တဲ့ Hama နဲ့ Campbell တို့ရဲ့ချိတ်ဆက်မှုသည်တော်တော်လေးကို relationism ကောင်းခဲ့တယ် Campbell ရဲ့အဆုံးတတ်မှုကလည်းချစ်ပြီးအဆုံးတတ်သွားတဲ့အတွက်ကြောင့်လှပခဲ့ပါတယ် ဲ့တော့တစ်ဖက် Sheffield United ရောက်သွားတဲ့ဂိုးတွေကြည့်မယ်ဆိုရင်လည်း Tony လူပဲ counter attack situation မျိုးကနေပထမချစ်ပါကိုရတယ် Patrick Roberts ဖန်တီးပေးလိုက်တဲ့အလုံးကတေသက်ကောင်းမွန်ခဲ့တယ်လို့မယန်တာရဲ့ကန်သွင်းမှုကလည်းအပေါ်တောင်းကိုကန်သွင်းယူသွားခဲ့တဲ့အတွက်ကြောင့်တစ်ဖက်က Sheffield United ကိုဒီမှာခူပါဘလို့မှမတက်နိုင်ခဲ့ပဲဂိုးပေးခဲ့ရတယ်ဒုတိယမြောက်ကိုလည်း Tony လူပါပဲ Sunderland အသင်း counter attack situation ကနေတိုက်စစ်ဆင်လာရာကနေရှင်းတိုက်စစ်မှုကီဖာမိုးက နောက်ကိုလင့်ကပ်ပြန်ချိတ်ပေးအားနေတဲ့ဘောလုံးကလမ်းကြောင်းရှည်ထွက်သွားပြီးတော့လူစားဝင်ကစားသမားဝက်ဆန်ကရရသွားတယ်။အဲ့ဝက်ဆန်ဆိုတဲ့ချာတိတ်ကိုကျွန်တော်ဝင်လာတဲ့ကသူ့ရဲ့ physical bit ကိုတော်တော်သဘောကျတယ် appearance လည်းမိုက်တယ်ဗျာ။အဲ့တော့ထင်ခဲ့တဲ့အတိုင်းပဲဒီကောင်လေးကဒုက္ခပေးသွားတယ်။အသက်16နှစ်ပဲရှိသေးတဲ့အင်္ဂလန်သားလေးပါ။သူ့ကိုယ်သွင်းယူသွားတဲ့ပုံစံဒီပားရည်နဲ့ရည်အတော်ရှိပါတယ်။ ground ball ကိုကိုယ်သမားမှမီနိုင်တဲ့တောင်းလှမ်းပြီးတော့ကက်သွားတာဖြစ်ပါတယ်။ ကန်ချက်ကအရင်မပြင်းဘူးဆိုပေမဲ့မထင်မှတ်တဲ့အခြေအနေမျိုးကနေမြေလိမ်မောကန်သွားတာဒီဂိုးသမားရိနေနဲ့ဖမ်းအတော်လေးခတ်ပါတယ်ဒါအတူကောင်းစွာနားလေသဘောပေါက်ရင်းနဲ့ဆန်ဒလန်အတွက်အနိုင်ကိုသွင်းယူပေးသွားခဲ့ပါတယ်ဆိုတော့ပွဲပြီးတဲ့အချိန်မှာဆန်ဒလန်ဒီကပောက်မှာစုချင်းအမြင့်ဆုံးဖိုင်နယ်ပွဲကြီးကိုရောက်အောင်အနိုင်ကစားပြီးတော့ပရီးမီးယားလိကိုတန်တက်ခွင့်ရသွားပါတယ်အဲ့တော့ကြောင်နဲ့တို့ဟေး congratulation ပါ